ခယုနော်อืมကောင်းလိုက်တော့ကြက်ယူရဟင်းမွှေးနေရပဲဒါပင်စိမ်းလေးလဲအုပ်ထားသေးရဲ့ဆိုတော့လေစပင်လင်းလဲပါရဲ့ဆိုတော့အမွှေးနဲ့သားရရွက်တယ်အပုံပါတော့ဟိုတဟင်းသားယူရဟင်းနေတော့နေတာစီမပါဘူးသိရမလားကျမ်းမရင်လည်းညင်ညွတ်တယ်လေအဲ့အရသာအကုန်ရတယ်အရသာနည်းနည်းလေးလေးတယ်ကြားဝတ်ဦးချောင်းမှာอืมကြားဝတ်ဦးချောင်းစားပြီးတော့ဒီဟင်းရည်လေးတောင်းအောင် ခနာခယူဆန်တော့လေဖားကြော်ပါအင်းကျွတ်ကျွလေးရီဆော့စ်ကဖားအတွက်လို့ထင်တာပဲအဲ့လိုလေးတို့ပြီးတော့อืมก้อนนี่ดาเช่เว้ยมุ้ยเนี่ยดีอู้เนี่ยแท้ท่าโหลล่ะไม่ติดตัวมุ้ยๆนี่ဖြင့်เนี่ยแน่ๆก็มีจิมาจောက်เลยจောက်เลยมูลายเนี่ยแน่ๆซี้ผิดว่ะพี่ตะงงหลอกมีจิมาเนาะ MC ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။အခုအောင်ရောက်နေတာကတော့ဘင်းနောင်လမ်းမပေါ်မှာရှိတဲ့ပင်လုံအိမ်ယာအပိုင်း၃ကရားစာဆိုတဲ့အဆိုင်လေးပေါ့နော်။ဒီဘက်ဘေးမှာလည်းအေယာဝတီဘန်လေးရှိပါတယ်။ဆိုင်မှာပြီးတော့ထူးထူးဆန်းဆန်းလေးကြီးလည်းရရဆိုလို့ MC ပရိသတ်တွေကိုလည်းကြားချင်လို့ခေါ်လာတာပါရှင်။အားလုံးပဲ like ခဲ့ပေးပါအောင်ရှင်။ဆရာလေးပဲတရားယူရအစဉ်လေးနေလိုက်တာလေးချုပ်ထားတယ် ေအောင်လေးတွေအောင်ကိုရိုင်းလဲဒါကြရားဝတ်ဆောင်လေးဝတ်ထားပါဘောเนาะဒါကြရားကြရားအစာဘောเนาะခစ်သစ်စတိုင်ဘောအောင်ကြတော့ခစ်သစ်စတိုင်နည်းဆီအောင်ချုပ်ထားတာထိုင်လိုက်မယ်เนาะဟုတ်ကဲ့အော်ကြရားစာဒီမှာကြရားဝတ်ဥချောင်းကတော့မှာမှသေးကြတယ်ရိုးရဆန်လော်ခယူပြိုးအဲ့ဒါလေးအဲ့ဒါလေးလဲမှာခြင်းနဲ့ရန်ကုန်မှာတော့မစားရအောင်ဆိုတော့လေเนาะအဲ့လေးတပွဲပေးเนาะတခြားရောပါဘာတွေရောင်းကောင်းသေးလဲသမီးအင်းခြားရတာဖာချောက်ဆို ်အော်ဖား6ကြော်ဟုတ်ကဲ့ဒါပါကြီးနဲ့ဒါဟဲဖို့ဆိုတော့အရင်ရိုးရာစားစားပါရှင်ညချောင်းနဲ့လောက်ထားပါရှင်ညချောင်းနဲ့အော်ညချောင်းရတဲ့နည်းပြန်ကြော်ထားပါရှင်အဲ့အဲ့ဒါလေးလည်းပေးပါတော့ဘွယ်နော်ခေါင်ရည်ရတာပဲခေါင်ရည်ကဘယ်နှမျိုးရလဲခေါင်ရည်က3မျိုးရရှင်ဟုတ်ခေါင်ရည်ကထားလဲခေါင်ရည်ငါချိတ်ခေါင်ရည်3မျိုးရရှင်ဒီနေ့ပါခေါင်ရည်ရဟုတ်ဒီရက်ကချိတ်ခေါင်ရည်ရရှင်โอเคโอเคအဲ့ဆိုငါချိတ်ခေါင်ရည်လေးမှာကြည့်မယ်လေးနော်ကြရတဲ့မော်နီထောင်းလေးလည်းတပွဲပေးပါရှင် ကြက်ယိုးရဘယ်လိုလုပ်ထားရလဲမသိဘူးမြေအိုးနဲ့လာမှာလားဟုတ်လားမြေအိုးနဲ့လာပါချင်းအင်းကြက်ကြက်ယိုးရလေးလည်းတပွဲပေးနော်အားစစားကြည့်မယ်လေနော်โอเคဟုတ်ပြီဒီမှာပြိသက်တွေကိုလာလို့ရှိရင်အတူတူနီးကြည့်ကြတာပေါ့ဟုတ်ကြည့်စုပါခလာလေး ောင်းกินတာဟောလာကြည်ရပါဘောเนาะပုံမှန်ဆိုဘယ်လောက်လောက်လုပ်ရလဲအချိန်14ပိတ်တာလောက်လုပ်ရဩ14ပိတ်တာလောက်လုပ်ရတယ်ဘလောက်ကြကြกินရတယ်ကအချိန်ကအချိန်ရက15မိနစ်လောက်ပါတခွေစိ15အော်တခွေကို15မိနစ်ဟုတ်အချိန်ကအစာရီရောဘယ်လိုလုပ်ထားလဲဝက်တားရဲ့ဂျင်းရဲ့ချက်တုံဖြူရဲ့ရှဲနှစ်နှံရဲ့အဲ့လောက်ပဲစားချင်လို့တော့မအဲ့လောက်ပဲဟောကြောထားတဲ့ဟာလေး ထက်၊ရရတာလေးထက်၊ဂျင်းရောကြက်သွန်ပြူရောထက်၊ရှမ်းနဲ့နဲ့ဟဲ့လား။ရှမ်းနဲ့နဲ့ထက်နော်။အဲ့ဒါအစာတွတ်ထားတာပေါ့။ဟုတ်ဟုတ်အစာတွတ်တွတ်ပြီးတော့မှกิน။กินပြီးရင်သူ့ဒေသမှာတော့တခါတည်းกินပြီးရတယ်၊ချင်းပြီးနဲ့กินလိုက်ပြီးစားကြရဲတဲ့။ဒီမှာကတော့กินပြီးရင်သူကပြန်ကြော်ပြီးသေးတယ်။ဒီအရန်တော့မွေးနေပြီအောင်တော့စားချင်နေပြီ။တရားဝတ်ဆောင်လည်းအရန်ကြိုက်။ဒါတော့ကြက်ရိုးရဟင်းပေါ့เนาะအဲကြက်ရိုးရဟင်းကိုချက်တာပမာချက်ကိုတော့ကျင်ပြီ กินပြီးတော့มาအဲ့ဒါလေးကိုပြန်ချက်ပြီးတော့မြေအိုးလေးနဲ့လာချပေးရပါတော့เนาะအဲ့ဒါကိုချက်ယူရဟင်းလို့ခေါ်ရပါတော့အခုကတော့กินနေရလေးကိုအောင်လာဆက်ရှိကြည့်ရပါလို့ အာကောင်ကျန်းနေအကုန်လုံးတော်တော်များများပေါ့နော်ဒီဟိုမြစ်6တို့ဖား6တို့ပေါ့နော်မက္ခတီတို့ငွေဥတီ6တို့ကအစပြီးမုံရင်းရှင်6ဆိုတာအရင်သုံးရတယ်ခရီးစားမှာအဲ့အရာအစအကုန်လုံးခရီးရပဲမာရခေါင်ရည်တွေပါတွေကလည်းဒီမှာချက်လွတ်ဆင်ပြီးတော့ခရီးရပဲမာရဒီမှာအဲ့ဆိုရောင်းရတဲ့အစားတောက်တွေကဘာတွေဖြစ်ပါလဲအာဒီမှာကတော့အဓိကတော့ဟင်းထုတ်လိုက်ကောဟင်းထုတ်ရယ်ပြီးရင်ခရီးဘောက်ချောင်းကတော့အဓိကပေါ့နော်ပြီးခေါင်ရည်အဲ့ဒါလေးတော့အဓိကရောင်းရတယ်အဲ့ဆိုခရီးဘောက်ချောင်းရော order တွေဘာတွေလက်ခံလာလက်ခံနေဟုတ် ကဲပရိသတ်တွေကိုရောဒီကရားစာဆွဲဆိုင်လေးကိုလာစားဖို့အတွက်ဖိတ်ခေါ်ပေးပါအောင်ရှင်ဟုတ်အဲဒီကရားပြည်နယ်ကကရားရိုးရာစားစာကရားရတာစစ်စစ်စားချင်ရင်အဲကရားစာမှာလာပြီးတော့မှမီးစမ်းကြည့်ကြပါလို့โอเคအဲ့တော့စားတော့ရအရင်မွှေးနေအရင်စားချင်နေပြီစားကြည့်လိုက်တော့မှာเนาะโอเคကျေးဇူးပါရှင်ပါဟုတ်ကျေးဇူးပါ မာခနာမက်ခာဒီအယောမှုတ်လေးကိုသူကကြည့်အမဲသားဟင်းရီထဲမှာလည်းထည့်ပြီးစားလို့ရတယ်တဲ့ဒီခရူးဆန်ပြုတ်ထဲမှာလည်းထည့်ပြီးတော့စားလို့ရတယ်တဲ့မက်ခာဒီအယောမှုတ်လေးပေါ့နော်ဒါလေးရင်မြည်လိုက်မယ်နော်ခရူးဒီမနော်ဟင်းကောင်းလိုက်တာဆန်မှုတ်လေးတွေ့လားဒီမှာသူသူ့ရဲ့ဆန်အမှုတ်လေးကခြေပြီးတော့ပဲကြိုထားရတာတော့မသိဘူးနော်နူးတယ်ဆန်ရလဲလေအဲ့လိုဆက်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 မဖြစ်နေဘူး ။ဆက်ကြပါအောင်ရှင်။တရားဝတ်ဦးချောင်းပါ။อืมတရားဝတ်ဦးချောင်းစားပြီးတော့ဒီနှီးရည်လေးတောက်အောင်။ခဏခရူးဆန်တော့လေ။ရှင်းပဲ။မောင်ထောင်းနေလည်းမြင်ကြည့်မယ်နော်။음ကောင်းတယ်။ตัวเราก็ยาสไตล์เนาะฉินแท้ใจได้อยู่เลยตัวเราว่ากัดติขึ้นมาคิวสั่นลงอ่ะเลยเนเน่ ဆက်တယ်။တိုင်းရင်းသားယူရအစားစားတွေတော်တော်များများအဆက်စားကြရတယ်လား။အောင်တို့ကချင်းအစားစား၊ကရင်အစားစားဆိုတာအဲ့လိုပဲ။အဆက်တွေများကရင်အစားစားဆိုတာတတိယ။ဒါ hair pull သူက hair ဆိုတာဆက်တာကိုပြောတာတဲ့။အဲ့တော့ဆက်မှသိကြရတယ်ဒါလည်း။ကနူးလေကြောမပါဘူးပြီးတော့ဟိုကလေကစော့ခါကြီးကခါရတယ်လေခါတဲ့အရသာနဲ့ဆက်တဲ့အရသာနဲ့ က်ချိုးတဲ့အရာတန်နဲ့ပေါင်းပြီးတော့မှခင်းအနှစ်လိုအရာတာတွေရအောင်လို့ခင်းသီးနှက်တွေပါရစားလို့ရှိရင်ရတဲ့အရာတာမစားလို့ကောင်းတယ်ဖားကြော်ပါအင်းကျွတ်ကျွတ်လေးဒီ sauce ကဖားအတွက်လို့ထင်တာပဲအဲ့လိုလေးတို့ပြီးတော့အင်းကောင်းလိုက်တာရှယ်ပဲဖားတော့အချိုကျော်တာမဆက်ဘူးကြက်ရရဟင်းမွေးနေရမယ်။ဒါပင်စိမ်းလေးလဲအုပ်ထားသေးရယ်ဆိုတော့လေ။စပင်လေးလဲပါရယ်ဆိုတော့အမွေးနဲ့သားရွက်တွေအကုန်ပါတော့။ ိုတိုင်းရင်းသားရွေးရဟင်းနေတော့မိမစီမပါဘူးသိရမလားကျမ်းမရင်လည်းညီညွတ်တယ်လေအဲ့အရသာအကုန်ရတယ်အရသာနည်းနည်းလေးလေးတယ်တေချာနေထားဆိုတော့လေအဲ့ဒီမှာစိတ်အသားထဲမှာစိတ်နေတာအသားထဲမှာစိတ်ဝင်နေတော့အသားထဲမှာအရသာပါဟုတ်ကဲ့ပဲဒါအမဲဟင်းရင်ကောင်းတယ်စကြရအမဲဆိုကြိုက်တယ်အောင်သူရနေတက်လို့ဒါဟင်းထုတ်ပါ like go hint up ောင်းလိုက်တော့ဘုထာရောင်းကောင်းတယ်အာဟင်းထုတ်စားနေကြဆိုတော့လေနောက်မတင်ဘူးနောက်မတင်တော့နောက်ဆုံးမှတော့ပြီးလိုက်တာစားချိလိုက်ပါပဲမျက်လုံးပြူသွားတယ်ကောင်းလိုက်တော့စက်သားနဲ့လောက်ခိုင်းဟင်းထုတ်တယ်ဒါဆိုမဲသားဝက်သားမစားရလူတွေလည်းဒီစက်သားဟင်းထုတ်လေးမှစားလို့ရတယ်မိုက်တယ်အပေါင်းပြီးသွားပြီခင်ဗျဒီဟာလေးပဲကျန်တော့တာသူကခွက်ကလေးကိုဝါချစ်စီရတယ်မွေးတယ်ဒီအိုးနဲ့ထည့်ထားလို့လားမသိဘူးတော့မွေးမွေးလေးဖြစ်နေတာငချိတ်ခေါင် နည်းနည်းတော့မြည်ကြည့်မှကြောက်လေကြောက်တယ်မူလာရင်နည်းနည်းဆေးရှုပ်သွားပြီတငုံလောက်မြည်ကြည့်မှနော်ခေါင်းရည်ဆိုတာချို့လေးလीတချင်းထဲမှာတော့ပါသေးပါသေးရဲ့ပြည့်ရမှာခေါင်းရည်ချို့လေးခေအဲ့ရောရှင်ဆွဲတော့မယ်လीเนาะနင်းနေအေးကုန်မှာဆိုတော့တော့စကားမပြောတော့စကားရည်ရများနေဆိုတော့ À partir de เนาะကရားစာဆိုရဲ့ site လေးမှာအများကြီးစာပြီးသွားပြီ byte တွေလည်းတင်သွားပြီပေါ့เนาะအရာဓာတွေကလည်းအရန်ကိုကောင်းမွန်ပါတယ်ဒီ site မှာကရန်ဝန်ဆောင်လေးလည်းဝင်ကြည့်လို့ရတယ်ဆိုလို့ကရန်ဝန်ဆောင်လေးကိုဝင်ကြည့်ထားပါတယ်အဲ့ဒီတော့ဒီ site လေးကတော့ဒီဘင်းတောင်လမ်းမပေါ်မှာရှိရပေါ့เนาะဘင်းလုံးအင်အားအပိုင်း၃မှာရှိတဲ့ site လေးပါကရားစာဆိုရဲ့ site လေးပါပရိသတ်တွေအားလုံးလည်းကရားစာလေးတွေကိုစိုက်တယ်ကရားဝတ်ယူချောင်းလေးတွေစိုက်တတ်တယ်ဆိုရင်ကတော့ဒီ site လေးမှာလာစားဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်ကြည့်ရှုခဲ့ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးတက်တာနော်